ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါတယ်ကျွန်တော်တို့စပါးနဲ့မရက်ပြန်မှာကစားမဲ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးစိတ်ပူတဲ့အရာတစ်ခုရှိတယ်ပေါ့နော်ဒါကလည်းပြဘယ်လိုပြောမလဲကိုကအသင်းကိုအမှန်တိုင်းပြောရင်အမှတ်တွေယူစေခြင်းပြီယူစေခြင်းပြီဆိုတော့ပွဲစဉ်ခွန်ပွဲစဉ်ကိုပေါ့နော်ဒီပွဲအတော်တွင်းမှာကျွန်တော်တို့အသင်းကြီးတွေနဲ့ကျွန်တော်ကစားခဲ့ရတယ်ထားပါတော့မန်စီးတီးနဲ့ကစားပြီးသွားပြီလီဗာပူးနဲ့ကစားပြီးသွားပြီချယ်လ်ဆီနဲ့ကစားပြီးသွားပြီအာဆင်နယ်နဲ့ကစားပြီးသွားပြီကိုရီကိုဒုက္ခအမြဲတမ်းပြီးပါတယ်ဆိုတော့ ရိုင်နေနဲ့ကစားပြီးသွားပြီဆိုတော့အဲ့လိုမျိုးအသင်းနေနဲ့ကစားပြီးသွားတဲ့အခြေအနေမျိုးမှာအမှတ်တွေတက်နိုင်တယ်များကျွန်တော်ယူထားတယ်ယူထားတဲ့အခြေအနေမျိုးမှာအဲ့ဒီပွဲတွေလည်းကျွန်တော်ပြီးရော အခုလည်းရှိကံမဲ့ပွဲတွေမှာဆိုလို့ရှိရင်အမှတ်တွေကယူထားတော့မှာဗျာသိလားသူတပင်းပြောမန်ချက်စတာစီးတီးဆိုကျွန်တော်ပြီးခဲ့တဲ့ယာစီကကျွန်တော်ကြည့်လိုက်ပေါ့တရာစီလုံးအနေထားနဲ့ကျွန်တော်ကြည့်ရင်စီးတီးရဲ့အကောင်းဆုံးခြေသွမ်းကိုကျွန်တော်မတွေ့ရဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ City ကသူတို့9တင်နေဆိုတဲ့ပွဲစဉ်တွေမှာတုံးမရအောင်ယူတယ်အခုလက်ရှိကိုရီမန်ချက်စတာယူနိုက်တက်ကလည်းတကယ်တမ်းကအဲ့လိုဖြစ်ဖို့ကြိုးပမ်းမှာသူတို့ဟာတုံးမရတင်တဲ့ပွဲတွေမှာတုံးမရအောင်ယူနိုင်မှသူတို့အဆင်ပြေမှာထားပါတော့ Manchester City နဲ့ကျွန်တော်ထိတ်တိုက်တွေ့တယ်အမှတ်မယူနိုင်ဘူး Arsenal နဲ့ထိတ်တိုက်တွေ့တယ်အမှတ်မယူနိုင်ဘူးเนาะဟိုအဲ့လိုမျိုးအမှတ်မယူနိုင်တဲ့ပွဲစဉ်တွေရှိနေသေးတယ်ပြဿနာမရှိသေးဘူးဒါတွေကကိုယ့်ထက်ပိုကောင်းတဲ့အသင်းတွေဖြစ်နေတော့သူတို့တွေကအမှတ်ယူသွားမှာပဲ Okay ပေါ့ဒါပေမဲ့လို့ ကျွန်တော်တို့ဟာငါတို့အမှတ်ယူနိုင်စွမ်းရှိတယ်ဆိုတဲ့အသင်းမျိုးနဲ့တွေ့တဲ့ပွဲတွေမှာတော့အုံမှတ်ကကျွန်တော်ရအောင်ယူနိုင်မှကျွန်တော်ဖြစ်မယ်ပြီးခဲ့တဲ့ပွဲ Norian Forest နဲ့ပွဲဆိုလို့ချင်းကျွန်တော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 ်ဒေါသထွက်တာပေါ့နော်ဒေါသထွက်တယ်ဆိုတာလည်းဟိုဘယ်လိုပြောမလဲ Anfield ကိုကွင်းမှာတောင်းမှကျွန်တော်တို့ကလုတ်လုတ်ပြနိုင်ခဲ့ပြီးတော့ကစားမားတွေကဒီပွဲနဲ့လေဒီအသင်းနဲ့လေကျွန်တော်တို့ကြာရောဟိုပြိုင်ဘက်ကိုအထင်သေးတာမျိုးလားသိတယ်မလားဒါမှပွဲအတော်တွေမှာအပြူဝအယုံမဆိုင်နိုင်တာမျိုးလားပေါ့သိတယ်မလားဒါမျိုးကျွန်တော်ကြည့်ပြီးတော့အမှတ်ကြီးရောခဲ့ရတာ ပြီးရင်ကိုဘက်ကလည်းဥဆောင်ကူတွေရရဲ့တန်းနဲ့ပေးလိုက်ရတဲ့နှစ်ကူးမှာနှစ်မိနစ်အတော်တွင်ပေးလိုက်ရတာဆိုတော့တော်တော်ကိုခံမြင့်ဖို့ကောင်းတာပေါ့နော်အဲ့လိုမျိုးဆိုတော့စိတ်ပြက်စိတ်ပြက်စရာကောင်းနေပဲဒီလေဖြစ်သွားတဲ့အနေထားကလေဆိုတော့အဲ့ဒီ Northern Forest တို့ပါလို့ဆိုလို့ရှိရင်ဒါအခုလက်ရှိတန်းစင်းစုံမှာယုံနေရတဲ့အသင်းတွေလို့ပြောလို့ရတယ်အသင်းတော်တော်များများကအနိုင်ယူထားတာခံရလို့ဒီကောင်တွေတိုင်ပတ်နေလို့တန်းစင်းစုံရောက်နေတာဗျာဆို နော်နီးပြ၃ရောက်တော့မှအပြောင်းလဲလုပ်ထားတယ်အဲ့လိုအသင်းနဲ့တွေ့တဲ့ပွဲကျွန်တော်တုံ့မှတ်အပြည်ကမြင်မြင်ကစားပုံကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေယူကိုယူရမှာ Chelsea တို့ဒီလိုအသင်းမျိုးတွေနဲ့တွေ့တယ်အမှတ်ယူနိုင်တယ်တခြားကလပ်အသင်းတွေနော် Arsenal တို့ Man City တို့ Liverpool တို့အမှတ်တွေယူနိုင်တယ်နော်သူတို့နဲ့ Dan Du အသင်းတွေတော့မှအမှတ်တွေယူနိုင်တယ်ဗျာကျွန်တော်အမှတ်မယူနိုင်ဘူးဒီကောင်လေးနဲ့ပွဲမှာဒါမျိုးပေါ့ဆိုတော့အခုလက်ရှိစပါးနဲ့ပွဲကိုလေကျွန်တော်အဲ့ဒါကိုကျွန်တော်စိတ်ပူတယ်စပါးကိုကျွန်တော်ကြည့်ရင်တော့ကိုထက်ပို့ပြီးတော့အဆင့်အထက်မှာရှိနေတဲ့အသင်းပေါ့နော်ပြီးရင်ကျွန်တော်အနေနဲ့ ဘယ်လိုပြောမလဲဒီတိုက်စစ်ဆိုလို့ရှင်လည်းပဲကိုရီနဲ့ယာကိုတိတ်မကွာဘူးပီကိုဆိုလို့ရှင်ကိုတက်ပူနေတယ်ဆိုတော့ခြုံကြည့်ရရင်စပါဟာပူကောင်းနေတဲ့အသင်းမျိုးပေါ့သို့တော်လည်းပဲစပါရဲ့နောက်ဆုံးပွဲတွေကိုကြည့်ခဲ့ညီအိုတွေတော်တော်မြင်ခဲ့ကြလိမ့်မယ်လို့ထင်တယ်စပါရဲ့တိုက်စစ်ကတော်တော်ကိုအဆွေမဲ့ပါတယ်ဒါတခြားပြောတော့မဟုတ်ထပ်ပါတော့ဟိုတနီကကိုပင်ဟေဂင်ကိုချန်ပီယံစ်လိမှာတယောက်ယောက်နဲ့တော့မှ၄ကူပြည့်နိုင်ထားတာဟေးဘာညာပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့လို့ပေါ့နော်အဲ့ဒီပွဲစီမှာဆိုလို့ချင်းမီကီဗန်ဒီဘန်တို့ရဲ့ဆွမ်းဆောင်ရည်တွေဘာဒီနဲ့မှဂူရီယာကျွန်တော်ပြတ်သွားတာ ဲ့ဒီရှိမှဆိုလို့ရှိရင်လည်း Chelsea တို့ဘာလို့လဲပွဲစဉ်တွေကျွန်တော်ကြည့်ပါလားဘာမှမှကျွန်တော်မလုပ်နိုင်ခဲ့တာစမားတိုက်စစ်မှာဆိုစမားပရိသတ်တွေကိုယ်တိုင်တောင်မှစိတ်ညစ်နေရတဲ့ပုံစံမျိုးဂိုးတွေတော့တွင်းထားတာပဲဒါပေမဲ့လို့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင် injury ပြဿနာတွေဂျုံရတာရှိတဲ့ကစားမတွေကကောင်းအောင်မလုပ်နိုင်တာနဲ့သူတို့တိုင်ပတ်နေရတာသူတို့လုံးဝအာမလို့အာမရဖြစ်နေရတာပဲသိလားအဲ့လိုအခြေအနေမျိုးမြင်နေရတာဟိုရှေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ Everton ကိုသူတို့3-0နဲ့နိုင်တဲ့အဝေးကွင်းမှာတောင်းကန်ပေါ်ကနေနှလုံးကောင်းတိုက်သွားတယ်နောက်ထပ် ပပမန္တဆာလာနော်ကျွန်တော်တို့ထပ်ပြီးတော့ခေါင်းတိုက်သွားတယ်ခေါင်းတိုက်သုံးလုံးနဲ့သူတို့ရရသွားတာတကယ် open play တွေဘာတွေမှာဆိုလို့ရှိရင် Thomas Frank ရဲ့အတင်ကတိုင်ပတ်နေတာဒါမျိုးပေါ့နော်ဆိုတော့အဲ့လိုဆိုတော့အဲ့လိုအချင်းကြီးမျိုးမှာကိုပဲကိုရီး United ကပေါ့နော်အနိုင်မယူနိုင်ဘူးဆိုရင်တော်စိတ်ပြည့်စရာကောင်းပါကိုရီးယားအရင်လမ်းပြန်ထွက်အောင်ကောင်းနေကြတာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုစိတ်ပူတယ်ဆိုတဲ့အနေထားကစပါးစပါးကြောင့်ပဲစပါးကြောင့်ပဲစပါးရဲ့ခံစစ်ကကျွန်တော်ရှိမှာ Nordian Forest ပို့ပြီးတော့ကြစ်တဲ့ခံစစ်မျိုးပါအ ော်စပားအနေနဲ့လက်ရှိဒီယာဒီ10ဝဲကစားပြီးတဲ့အချိန်ပရီးမီးယားလိမှာပေးကူ10ကူမရှိသေးဘူးကိုရီ16ကူပေးပြီးသွားပြီကိုရီခန်စစ်တဲ့အများကြီးပူကောင်းတဲ့အသင်းဆိုတော့လက်ရှိကျွန်တော်တို့အနေနဲ့ Northern Forest နဲ့ပွဲကလို့ဘာလို့ပြောလဲဆိုတော့စပားရဲ့နောက်တန်းကိုကျွန်တော်ကြည့်ရင် Christian Romero Danso ပြီးရင်ကျွန်တော်က Mickey Van Diven Romero ကတော့အကောင်ဆုံးကစားမှာပေါ့လေ Van Diven နဲ့တခါတလေတိုင်ပတ်တယ်ပေါ့ Danso ကတော့လက်ပြဘောတော့ပဲရတယ်ပေါ့ဒါသာပြောကြတာဒါပေမဲ့လို့ဒီကစားမှာ၃ယောက်စလုံးမှာ individuality မှာအရင်ကောင်းတဲ့ကစားမတွေ physical ability အရင်ကောင်းတဲ့ကစားမတွေဒါဟာ Nordian Forest ရဲ့ Murillo တို့ Milinkovic တို့လိုကစားမတွေပဲပြီးရင်သူတို့ကွင်းတွေကိုကျွန်တော်ကြည့်ရင် second ball ထောက်တာကောင်းတဲ့ကစားမတွေကြီးပဲ Joao Pelinha လက်ရှိ off the ball defensive worry ကွင်းလေမှာဆိုလို့ရှိရင် Premier League မှာအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီနေပေါ့နော် data တွေရနော်ပြီးရင်ကျွန်တော်တို့ဒီနေ Rodrigo Benten က position အလွယ်တကူပြက်လိမ့်မရှိဘူးနောက်ပြီးလို့ရှိရင် Pep Mendes energy အရင်ကောင်းတယ် ောရရင်ကျွန်တော်တို့ညဖက်စဘောကိုခေါင်းရအောင်တိုက်နိုင်တဲ့ခံစစ်တွေရှိတယ်လို့စကန်ဘောကောင်းကောင်းထောက်နေတဲ့ကစားမတွေဘောလုံးနဲ့အတူ drive လုပ်ပြီးဆွဲပြီးနိုင်စွမ်းရှိတဲ့ကွန်းလင်ကစားမတွေရှိတယ်။ဒါအပြင် Thomas Frank ရဲ့အတင်ကခံစစ်ကလည်းကြီးကြီးလေးလေးတီဆောင်တက်တယ်မှာပါတယ်။အဲ့တော့ဒါဟာ Northern Forest နဲ့ပွဲကလူမျိုးဖြစ်သွားနိုင်မယ်။ Brighton တို့ဘာလို့လဲပွဲလို့ဖြစ်မှာမဟုတ်ဘူး။ Brighton တို့ဘာလို့လုံးကကျွန်တော်တို့မှာ space တွေအကျယ်ကြီးတွေရတယ်။ကွင်းလယ်မှာ space တွေရတယ်။နောက်တန်းကြားထဲမှာ space တွေရတယ်။ ဒါပေမဲ့လို့ Norian Forest နဲ့ကြားထဲမှာ space ကဘယ်နှန်းနေမန်းကိုကျွန်တော်မသိဘူး။နေရာလွတ်တွေကျွန်တော်မရဘူးเนาะအမြင်ဘောတွေရှင်မတိုက်နိုင်ဘူး။ second ball တွေရှင်မထောက်နိုင်ဘူး။တော့ကိုရီတက်တာကမှအမြင်ဘောနဲ့ second ball ပဲရှိပါတယ်ဆိုမှပဲဒါတွေကျွန်တော်တို့မလုံနိုင်ဘူးဆိုတော့ကျွန်တော်တို့နေဘလူးမန်အဆင်မပြေတော့ဘူး Norian Forest နဲ့ပွဲမှာကျွန်တော်တို့ကြည်ကြီး position လဲကျွန်တော်တို့ကမကစားနိုင်ဘူးဗျာတစ်ဖက်ကဥဆောင်ကိုရီရသွားတော့ mid block loop တော့ကစားလိုက်တဲ့အချိန်မှာပဲကျွန်တော်တို့က position ရတော့တာ ပြဿနာကအဲ့လိုအချိန် position ရပြီပြိုင်ဘက်ကမစ်ဘလော့လို့ဘလော့ကစားနေပြီဆိုကျွန်တော်အနေနဲ့ပြိုင်ဘက်ခန်းစီကိုကျွန်တော်တို့ဖြီနိုင်သွဲမရှိတော့ဘူးအဲ့တော့ကျွန်တော်ဘာဖြစ်ခဲ့ရလဲတရင်နဲ့ပဲချိန်နေခဲ့ရတယ်အခုလက်ရှိစပါးနဲ့ပွဲကလည်းအဲ့ဒါလိုပဲဖြစ်တယ်ဘာလို့လဲဆိုဒီကောင်လေးရဲ့ခန်းစီဒီကောင်လေးရဲ့ကွန်းလင်မှာ first ball second ball တွေကိုအရင်ကောင်းအောင်လုပ်နေနေကစားမားတယ်ပြီးရင်ဘောလုံးနဲ့အတူဆွဲပြီးနေတဲ့ကစားမားတွေကြီးပဲရဲ့ဆိုတော့ဒါဟာ United ရဲ့စိတ်ပူစရာဘာလဲကြောင့်ကျွန်တော်ကတော့ဘောနော်ဒီပွဲကတရင်ထက်ပိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါကျွန်တော်မြင်တာကိုပြောတာ Nordian Forest နဲ့ပွဲကလို့အများကြီးစင်တူတာတွေရှိလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ကဘာ space မှမရဘူးဆိုတိုင်ပက်လိမ့်မယ်။အဲ့ဒီတွေကမှဒီကောင်တွေကဘယ်လိုပြောမလဲ down gun ဘောတွေဘာတွေကနေပြီး set piece တွေလက်ပစ်ဘောတွေကနေပြီးတော့နော်ဟိုဂိုးတွေဘာတွေတွင်းသွားအောင်မယ်ဆိုရင်ဥဆောင်ဂိုးတွေကိုယ်တွေပြေးလိုက်ရမယ်ဆိုရင်တိုင်ရပတ်အောင်မှာပြီးခဲ့တဲ့ရာသီမှာ၄ပွဲကစားထားတဲ့စပါနဲ့ကျွန်တော်တပွဲမှမနိုင်ဘူး။ယူရိုပါလေးအပါဝင်ပဲ။ကျွန်တော်စပါကျတို့နိုင်အောင်ဆွမ်းဆောင်နိုင်မှုလိုပါတယ်တိုင်မလို့ကျွန်တော်ကတော့တိတ်မထင်ဘူးပေါ့နော်စပါကွင်လေးဖြစ်တယ်ဆိုတော့လေနောက်တစ်ခုက ဒီစပါရဲ့ set piece taking တွေကအရန်ကိုကျွန်တော်အနေနဲ့ကောင်းတယ်။အရန်ကိုကျွန်တော်အနေနဲ့ကောင်းတယ်ကျွန်တော်ဒီထားပါတော့သူတို့မှ routine မျိုးမျိုးရှိတယ်ဗျာသေးလားတောင်းကန်ပေါ်တွေကအီဒီယာပေါင်းစိတ်မှရတဲ့ set piece တွေက routine မျိုးမျိုးကျွန်တော်ရှိတယ်။ဆိုတော့ United ကတော့နောက်ထပ်စိတ်ပူတီကကောင်းတဲ့ပွဲနောက်ထပ်ခက်ခဲအောင်မဲ့ပွဲတစ်ပွဲလို့ကျွန်တော်ညင်တယ်ပေါ့နော်။နှစ်သင်းကြားထဲမှာပေးကူရာကူတွေအဲ့လောက်များလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။အဲ့ဒီတဲကမှာကိုအသင်းနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင် တိုက်စစ်ကဒီဘက်မှာကိုရဖို့အင်မတန်ခဲယဉ်နိုင်မဲ့ပွဲမျိုးပါ။ဒါပြင်ခန်းစစ်ကလည်းအမြင်ဘောတွေဘာတွေကိုကျွန်တော်မရှင်းထုတ်နိုင်ဘူးဆိုရင်တော်ဒုက္ခရောက်သွားနိုင်မဲ့အခြေအနေမျိုးပဲ။ဆိုတော့ညီကတို့ရောဘယ်လောက်ထိမျောလင့်ထားကြလဲ။အမှတ်တီတော့ဒီတယ်မလားနှစ်ပွဲဆက်တိုက်ရော့တာမျိုးဘာမျိုးတော့ဖြစ်လို့တော့ကျွန်တော်မရဘူး။ဒီလားအမှတ်တီကကျွန်တော်ရအောင်လုံးပြနိုင်မှကျွန်တော်ရမှာ။အမှတ်တီယူပြနိုင်မှဖြစ်မယ်။ဒါပြင်ကျွန်တော် international break နားပြီ။စားမားတွေအနေနဲ့ဒီဘက်မှာအပြိဝတ်နော်လုံးဝဒီ ဘယ်လိုပြောမလဲမိနစ်တော်ဒီမှာခူရာကတ်တာမရှိဘဲနဲ့အာယုံဆိုင်ပြီးတော့ကျွန်တော်ကစားနိုင်တဲ့နေဒီပြရဲ့ဘက်ကလည်းပြိုင်ဘက်ကိုချင်းခဲ့တဲ့ပုံစံတွေကမှန်အောင်မှာတော့ဖြစ်မှာပေါ့ဗျာဆိုတော့ညီကလို့ရောဘယ်လိုမြင်ရလဲစပါးနဲ့ပွဲကိုကျွန်တော်ဘယ်လောက်ထိမျောလင့်ထားကြလဲဆွေးနွေးကြပါဦးဆက်ကြည့်ရှုအပ်ပြီးတဲ့ညီအများလုံးကိုကျေးဇူးများကြီးတင်ပါတယ်